။ဒါလီဆိုပါဒီကနေ့မတ်လ19ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်မှာတက္ကသိုလ်ဆက်တွက်ခွင့်မရသေးတဲ့လူငယ်တွေအတွက် American College ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေတဲ့ဆိုတဲ့သတင်း။အမဒေတာခန်တွေနေရပြောင်းဝင်နိုင်ရေးထောင်ထဲရှိတဲ့မှိုင်းတွေကိုအေအေကရှင်းလင်းပေးနေတဲ့ဆိုတဲ့တဲ့ ောင်တော်မြို့ကိုစစ်ကောင်စီကဒရုန်းနဲ့၄ရက်တိုင်တိုင်ပြန်တန်းကင်းထောက်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ရခိုင်ပြည်မှာအထက်တန်းကြီးမြောက်ထားပြီးတက္ကသိုလ်ဆက်တက်ခွင့်မရသေးတဲ့လူငယ်တွေပညာသင်ကြားခွင့်ရရှိနိုင်ဖို့အတွက် Oregon College ကိုဖွင့်လှစ်သင်ကြားပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါဗျ။လက်ရှိရခိုင်ပြည်မှာအထက်တန်းပြင်းမြောက်ထားပြီး တက္ကသိုလ်ဆက်တက်ခွင့်မရသေးတဲ့လူငယ်တွေကိုအဓိကထားပြီးဒေသအတွင်းနဲ့ကိုက်ညီတဲ့အသက်မွေးဝမ်းကြောင်းအပါအဝင်အစစ်မြစ်ပညာရေးဆိုင်ရာတွေကိုတင်ကြားပေးဖို့အတွက်လှုံ့ဆော်နေတာဖြစ်ပါတယ်။အဲဒီလိုတင်ကြားတဲ့အခါမှာလူငယ်တွေပညာတိုးတက်ခင်မီရေးနဲ့ဒေသဖွံ့ဖြိုးရေးကိုလှူလာသူတွေသက်ဆိုင်ရာနေပေအလိုက်ကျွမ်းကျင်သူပုဂ္ဂိုလ်တွေရဲ့ပူပေါင်းမှုပံ့ပိုးကူညီမှုတွေကိုရယူမယ်လို့လည်းသိရပါတယ်။ Arkan College ကိုရခိုင်ပြည်အတွင်းမှာဖွင့်လှစ်တင်ကြားနိုင်ရေးအတွက် ချိုးပန်းဆောင်ရွက်သွားမယ်လို့လဲ Arkan College ကမတ်လ18ရက်နေ့မှာရခိုင်ဘာသာနဲ့ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်ရခိုင်ပြည်ပြည်လေးတိဆောက်ရေးလုပ်ငန်းစဉ်တွင်မှကြားရအခမ်းကဏ္ဍတွေအလိုက်ပူပေါင်းပါဝင်ဆောင်ရွက်နိုင်သူတွေအရေးသွေးပြစ်လူငယ်တွေမွေးထုတ်ပေးနိုင်ရေးကိုအဓိကရည်ရွယ်ထားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။အမျိုးနယ်မှာဒေသခံတွေနေရပြောင်းနိုင်ရေးအတွက်ထောင်ထဲရှိတဲ့မိုင်းတွေကိုအရခတက်တော် AA က အင်တိုက်အားတိုက်ရှင်းလင်းပေးနေတယ်လို့သိရပါဗျ။အမ်းမျိုးပေါ်ရက်ွက်တင်းနဲ့မြို့နယ်အတွင်းကစစ်ကောင်စီတပ်ဆွဲခဲ့တဲ့နေရာတွေ၊တောင်တန်းတွေ၊ဥယျင်ချမ်းမြေတွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအနောက်ပိုင်းတိုင်းစစ်ဌာနရှုပ်နာပါခလီယန်ကွင်းစစ်ကောင်စီရဲ့တပ်ရင်းတွေလီယာဆိုင်ခင်းတွေစတဲ့နေရာအနှံ့ပြားကမိုင်းတွေကို ရှင်းလင်းပေးနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြားပါဗျ။အရခတတော် AA ဟာအသက်နဲ့ရင်းပြီး မိုင်းတွေရှင်းလင်းပေးနေတာဖြစ်ပြီးတော့လက်ရှိအချိန်အထိမိုင်းထောင်တဲ့ရှီကိုတူးဖော်ထားပြီးဖြစ်တယ်လို့လည်းအန်ဒီတာခန့်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်အမျိုးနယ်တစ်ခုလုံးကိုအရခတတော် AA ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။အဲဒီလိုသိမ်းပိုက်နိုင်ခဲ့တဲ့အချိန်ကနေစပြီးအခုမလအထိအမျိုးပေါ်ရက်ွက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတဝိုက်တွေမှာ AA ကမိုင်းတွေကိုရှင်းလင်းပေးနေတာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ ရခတ်တော်အေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်အနောက်ဘက်နေဆက်ကမောင်းတော်မြို့ကိုစစ်ကောင်စီကဒရုန်းနဲ့၄ရက်တိုင်းတိုင်းပြန်တမ်းကင်းထောက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကင်းထောက်ဒရုန်းတစ်စီးဟာညဘက်တစ်ကြိမ်နေဘက်မှာတစ်ကြိမ်၄ရက်တိုင်းတိုင်းပြန်တမ်းခဲ့တယ်လို့မောင်တော်မြို့ဒေသခံတယောက်ကပြောပါရယ်အခုလိုပြန်တမ်းမှုတွေကြောင့်မြို့အတွင်းကိုဝင်ရောက်နေထိုင်နေကြတဲ့ဒေသခံတွေဟာစိုးရိမ်မှုတွေရှိနေကြကဘင်းနေတွေဘုံလာကျင်းမလဲဆိုပြီးထိုင်းလန့်စိုးရိမ်မှုတွေရှိနေကြတယ်လို့သိရပါရယ် စစ်ကောင်စီရဲ့ကင်းထောက်ဒရုန်းတစ်စီးကမောင်တော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်နေရာအနှံ့အပြားကိုလွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတရက်မှာမနက်တစ်ချိန်ညတစ်ချိန်ပြန်တန်းပြီးတော့ကင်းထောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းနောက်ထပ်မောင်တော်မြို့ဒေသခံမွတ်စလင်တယောက်ကလည်းပြောပါရယ်မြို့ကိုဘုံကျဲတိုက်ခိုက်ဖို့အတွက်အခုလိုကင်းထောက်ဒရုန်းတွေပြန်တန်းကအရှက်လက်စူးစောင်းနေတာဖြစ်တယ်လို့လည်းဒေသခံတွေအကြားထင်မြင်ယူဆမှုတွေရှိနေတယ်လို့ဒေသခံတွေအကြားမှာတတိထားနေထိုင်ဖို့ကိုလည်း မြို့ခံလူကြီးတွေကတတိပေးမှုတွေရှိတယ်လို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ကုလသမဂ္ဂထွေထွေအတွင်းရေမှုရှုပ်အန်တိုနီရိုဂူတာရက်စ်ကအရခတ်တော် EA နဲ့လိုအပ်တဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုတယ်လို့ပြောကြားခဲ့ပါရယ်။ ်ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်းမတ်လ15ရက်နေ့ဒါကာမြို့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးနဲ့ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့တဲ့အခါမှာရခိုင်ရေးနဲ့ပတ်သက်ပြီးအခုလိုထုတ်ပေါ်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အရခတ်တတော် AA နဲ့လိုအပ်တဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်ပြီး AA ဟာတွဲဆောင်ဆွေးနွေးစကားပြောရမယ့်ယုံကြည်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ Gutierrez ကဆိုပါတယ်။ ရခိုင်ပြည်နယ်ကမွတ်စလင်တွေရဲ့အခွင့်အရေးကိုအပြည့်အဝလေးစားလိုက်နာဖို့အာရခတပ်တော်နဲ့ထိတွေ့ဆက်ဆံဖို့အရေးတကြီးလိုအပ်တယ်လို့လည်းသူကပြောဆိုခဲ့တာပါ။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ဟာမတ်လ23ရက်နေ့ကနေ16ရက်နေ့အထိ၄ရက်အကြာဘင်္ဂလားဒေ့ရှ်ကိုလာရောက်လေးပတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်အတွင်းမတ်လ14ရက်နေ့မှာတော့ Cossus Bazar ခရိုင် အိုကီယာမြို့နယ်ကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကထွက်ပြေးတိမ်းရှောင်လာကြတဲ့မွတ်စလင်ဒုက္ခသည်စခန်းတွေကိုတွားရောက်ပြီးဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေအတွေ့အကြုံမှုရှုပ်ဟာမတ်လ16ရက်နေ့မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အာဆာအကြံဖတ်အဖွဲ့ကောင်းဆောင်အာတောဦးလာကို အဖွဲ့ဝင်17ယောက်နဲ့အတူဒါကာမြို့အနီးမှာမက်လ16ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာသတင်းဖော်ပြကြပါတယ်။အာဆာအကြံဖတ်အဖွဲ့ကောင်းဆောင်အာတာဦးလာအဘူအာမာဂျူနိုနီ48နှစ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒကာရဲ့အရှိတ်ဘက်16ကီလိုမီတာအကွာနာရယန်ဂန် KI မြို့မှာဖမ်းဆီးမိခဲ့တယ်လို့သတင်းတွေမှာဖော်ပြကြပါတယ်။ဘင်္ဂလားဒေ့ရှ်အထူးမှုခင်းနီနီရဲတပ်ဖွဲ့ RAB ရဲ့အထူးစစ်စင်ရေးတစ်ခုအတွင်မှာ အခုလိုဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ The Daily Star ကဆိုပါတယ်။ အဘူအာမာဂျူနောနီအပါအဝင်ဖန်ဆီးရမိသူတွေအထဲမှာအမျိုးသမီး၃ယောက်နဲ့ကလေး၁ယောက်လည်းပါဝင်ပြီးသူတို့တွေကိုလည်းအမှုနှစ်ခုအတွက်တရားရုံးကဖန်ဆီးဖို့အမိန့်ထုတ်ခဲ့ကရဲစခန်းအရှုပ်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ထောက်လန်းရေးသတင်းတွေကိုအခြေခံပြီးဘင်္ဂလားဒေ့ရှ်မှုခင်းနေနေရဲ့အမှတ်၁၁တပ်ဖွဲ့ဟာဒါကာမြို့တော်အရှေ့တောင်ဘက်ကနာရယေကန်မြို့မှာအထူးစစ်စင်ရေးတစ်ခုကိုမက်လ၁၆ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီးအဲဒီစစ်စင်ရေးအတွင်ဖန်ဆီးရမိခဲ့တာဖြစ်တယ်လို့ RAB အမှတ်17ရဲ့ကွက်ကရေးအရာရှိကပြောကြားခဲ့တာဖြစ်ပါတယ်။ RAB တပ်ဖွဲ့ကဖမ်းဆီးစဉ်အတွင်းမှာငွေသားတက်က27ဒသမ39သိန်းဒါတရှောင်းတမဏိဂျိုးတရှောင်းနဲ့လက်ပတ်နာရီလေးလုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ရေးအရာရှိကပြောကြားခဲ့ပါတယ်ရှင်။ရင်းစရာသတင်းဌာနရဲ့နေစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေတွင်မှလည်း ထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်စရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။